ကျွန်တော်ပေါ်ညောဆီကိုအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် share လုပ်ပေးခြင်းတဲ့စကလုံးလေးကတော့မြင်းနာမြင်မကျင်ရတနည်းအားဖြင့်လက်လက်မမြူဆိုတဲ့အထိပ္ပယ်ကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုတာညောပေးခြင်းပါတယ်ကျွန်တော်တို့ခုခုလိုချင်တာရချင်တာစားချင်တာအဲ့ဒီခါမျိုးကိုမရနိုင်တဲ့မစားနိုင်တဲ့တခုခုလက်လက်မမြူတဲ့ခါမျိုးမှာမြင်းနာမြင်မကျင်ရလို့သုံးကြတယ်မလားအဲ့ဒါကိုကိုရီးယားလိုဘယ်လိုပြောလဲဆိုရင်ကိုရီးယားမဲ့တော့ နောက်တစ်မျိုးဘလို့ရေးလဲဆိုရင် green ရဲ့တော့ဒီလိုလဲရေးပါတယ်ဆိုတော့ဒီနှစ်ခုကဘလို့ခြားနာလဲဆိုရင်တနေ့ပဲရှိပါတယ်သူရဲ့အတိတ်ပဲကတော့တူတူပဲမြင်တာမြင်မကျင်ရဆိုတဲ့အတိတ်ပဲပဲကျွန်တော်အဲ့ဒါကိုရှင်းမပြတော့ဘူးရှင်းဖို့ရှုံးမှဆိုလို့ဆိုတော့ဒါကိုဗဒိုင်းဘာသာပြန်မယ်ဆိုလို့ရှိရင်တော့ green method ဆိုတာ green ဆိုတာပကြီးပွားပေါ့နော်ပကြီးကပြီးရင်အဲ့ဆိုတာအแทမှာပေါ့ talk ဆိုတာဒီဆံမုံကိုပြောတာပေါ့အဲ့တော့ပကြီးကားတဲ့ဆံမုံ ော်မြင်တော့မြင်ရတယ်စားလို့မရအောင်ဆိုတိတ်ပဲပေါ့နော်ဥပမာပြောရရင်ကျွန်တော်တို့ shopping ထွက်တဲ့အခါမျိုးမှာပေါ့နော်ကုန်တိုင်းတစ်ခု ရောက်တဲ့အခါမျိုးမှာဆိုရင်အိတ်ကလေးကရမ်းလာဒါပေမဲ့အဲ့ဒီအိတ်လေးကအာ Gucci လိုမျိုး MV လိုမျိုးလုံးဝဈေးကြီးတဲ့ brand တစ်ခုဖြစ်နေရဆိုရင်ကိုကဘယ်လိုပြောလို့ရမလဲဆိုရင်ဝါอีกาบังเนี่ยมุเยบุตาคนเตเนดุนุโรกรินเมตอกิยาฮะเอเลียยันล่ะดาเวดาแมงาปะสันเนี่ยก็ လက်လက်မမီပါဘူးလေဆိုတဲ့သိပဲပေါ့နော်အနောက်တစ်ခုဘယ်လိုပြောလို့ရလဲဆိုရင်ကျွန်တော်တို့ဟိုနိုင်ငံသားခီတစ်ခုကိုထွက်ကျင်တယ်ပေါ့လက်ရှိအနေထားရမဖြစ်နိုင်ဘူးလက်လက်မမီဘူးဆိုရင်လေနာဟဲဝဲယိုရင်ကောက်ရှိပွန်တဲ့ကိုရမေတော့ကီယာကစားလိုမျိုးပြောလို့ရပါတယ်ဆိုတော့ကျော်တော်ဘုန်းတော်ဒီလိုမျိုးအဲဂရင်းမဲ့တော့မဟုတ်ဘဲနဲ့ကိုတိုင်စားနိုင်သွားနိုင်လာနိုင်တဲ့သူတွေဖြစ်ကြပါသေးလို့ဆုတောင်းရင်းနေပဲဒီဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါတယ် ကြည့်ရှုပေးတဲ့ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ